မော်ပြည်နယ်မှာခုနှစ်စားရသည့်စားထွက်နယ်လို့လက်ရှိမှာစားကြတပိတ်သာကြက်900ကျော်အထိမြင့်တက်နေတယ်လို့ပြည်နယ်ထဲမှာရှိတဲ့စားလုံငရှင်တွေကပြောပါတယ်အခုနဲ့စားထုတ်ရသည်မှာအလွတ်တမာအခက်ခဲကြောင့်စားထုတ်လုပ်နိုင်မှုရွန်နေတယ်လို့ရာသီဥတုကြောင့်လည်းစားလုပ်ငန်းခွင်စောပြီးပိတ်သိမ်းရတဲ့အတွက်စားထွက်ရွန်နေတယ်လို့စားတောက်သူတွေကပြောပါရယ်စားထုတ်လုပ်မှုရော့ကြပြီးစားတောက်သူတွေလက်ထဲစားမရှိတဲ့အတွက်စားစည်းလဲမြင့်တက်လာတယ်လို့တန်ဖြူစရံမြို့နယ်ပငကကြေးရွာမှာနေတဲ့စားတောက်သူတို့ကပြောပါရယ် စားရသည့်အစားဖြစ်တဲ့ဇန်နဝါရီလလောက်ကစားကြတဲ့ပိတ်တာ150ကျပ်သာသိရှိခဲ့ရကမက်လမှာစားကြတဲ့ပိတ်တာ300အထိမြင့်တက်လာပြီး AB လမှာတော့1500ကျော်အထိမြင့်တက်လာတယ်လို့စားလုပ်ငန်းရှင်တွေစီကသိရပါဗျ။စားအထွက်နေပြီးစားတောင့်သူတွေလက်ထဲလက်ကျက်စားနေပါနေတာကြောင့်စားစည်းလဲစက်တက်ဖွယ်ရှိတယ်လို့လဲဆိုပါတယ် မော်ဘီနယ်မှာစားလုပ်ငန်းကိုပုံမှန်အားဖြင့်မိုးအကုတ်စင်တင်မှာအလင်းလောက်မှစတင်ကြပြီးနိုဝင်ဘာလစံပိုင်းမှာတော့ပင်လယ်ရေတင်တိုင်းနီလန်းနာတွေကိုစတင်လုပ်ကိုင်ကြပါတယ်။ဒီဇင်ဘာနဲ့ဇန်နဝါရီလမှာစားကြစားထုတ်တယ်လို့ပငါရွာမှာနေတဲ့စားတုံးသူတွေရဲ့ပြောပြချက်အရသိရပါတယ်။